ပစ္စည်းတစ်ခုဝယ်တဲ့အခါကိုပေးလိုက်တဲ့ဈေးနဲ့ပေါ့နော်ရတဲ့ quality ကိုပေးရတဲ့ဈေးနဲ့တန်လားမတန်လားဆိုတာကိုတေချာစုံစမ်းမေးမြန်းပြီးမှ ဖွဲ့နော်တချို့ကဒီပစ္စည်းတခဲကို6500ကိုမတန်ဘူးလို့လုံးဝထင်နေလိမ့်မယ်နိုင်ငံကြီးသားပြည်သားအတင်နဲ့နော်နိုင်ငံကြီးသားတွေကလေပစ္စည်းတစ်ခုကိုဝယ်မယ်ဆိုလို့ရှိရင်သူတို့ကဈေးနှုန်းကိုမကြည့်ဘူး quality ကိုပဲကြည့်တယ်အခုဒီမေဘရန်မှာဆိုလို့ရှိရင်လေဒီ quality ကိုပဲကြည့်ပြီးတော့ဝယ်ပါလို့နော်6500ကိုဈေးများတယ်ထင်နေဆိုတဲ့လူတွေတက်ဆက်ပြတခဲ6500ကလေ လုံးဝတန်တာထက်တောင်ပိုပါသေးရနော်ပေးရတဲ့ဈေးနဲ့တောင်မတန်ပါဘူးဘာဖြစ်လို့ဆိုမြန်မာငွေ9500ဆိုရခုခေတ်မှာဘာမှလုံးလို့မရတော့ဘူးဒီ9500တဲနဲ့ဒီမေပန်းဒီစိမျက်နှာဒီဆက်ပြာက2လလောက်လဲအသုံးခံတယ်နောက်ပြီးတော့သူ့ရဲ့ quality ရလာတဲ့ result ကလည်းဆိုလို့ရှိရင်ဘယ်ပစ္စည်းနဲ့မှမတူအောင်ကိုတိတိတတနဲ့ကိုရလာတဲ့ review ကောင်းနေလဲအများကြီးရှိတယ်နော်ဒီဆက်ပြာကိုသုံးဖူးတဲ့သူတိုင်းကမကြိုက်တဲ့သူမရှိလောက်အောင်ကို များတယ်ပေါ့နော်ဒီဆက်ပြာနဲ့မတဲတဲ့လူဆိုတာ မရှိတဲ့လောက်ကိုရှားတယ်ယခုလက်ရှိဒီမေဆက်ပြာကိုဝယ်ယူသုံးဆွဲနေတဲ့သူတွေမှာဒီမရှိတဲ့သူမတည့်တဲ့သူလုံးဝကိုမရှိသေးဘူးပေါ့နော်ဒီဆက်ပြာနဲ့မတည့်တဲ့သူမရှိသေးဘူးဒီဆက်ပြာကိုသုံးလိုက်လို့ဝက်ချန်နေပေါက်လာတယ်ဆိုတာမရှိသေးဘူးဒီဆက်ပြာကိုသုံးလိုက်လို့ဝက်ချန်နေပြောက်စားဝက်ချန်နေပြောက်မဲဆက်တွေပြောက်ပြီးတော့အရေးချောင်းတွေတက်တာလာပြီးတော့မှမျက်နှာလေးကြီးဆိုးဖြူဝင်းလာတဲ့သူပဲရှိတယ်နော်ဒီဆက်ပြာကတခဲကို6500မှာယူချင်တဲ့ဆိုလို့ရှိရင်တော့ TikTok CB ကနေလာယူလို့လေ တယ်။ Viber number ကနေလည်းလာမလို့လည်းရပါတယ်နော်။